ရုရှားနဲ့ဘီလာရုစ်ခီးစဉ်ကနေပြန်လာတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကဒီနှစ်အကုန်နောက်နှစ်ဆက်မှာပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲကျင်းပမယ်လို့မတ်လ9ရက်နေ့ကလေရင်ပေါ်မှာပြည်ရင်းအခြေဆိုင်မီဒီယာတွေကိုပြောလိုက်ပါတယ်။ဒါကြောင့်အားလုံးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းသူကတိုက်တွန်းလိုက်ပါတယ်။ပါတီမှတ်ပုံပြတ်မတင်တဲ့ရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအထွေထွေအတွင်းရေးမှူးဦးဆိုင်လိုက်ကတော့စစ်ကောင်စီအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကျင်း ျင်းပနိုင်ဖို့မသေးကြဘူးလို့သုံးသပ်ပါတယ်ဒီကောက်ပွဲကဖြစ်မယ်မဖြစ်ဘူးဆိုတော့မသေးကြတာသေးဘူးပေါ့နော်တကယ်လို့လှုပ်ဖြစ်တယ်ဆိုရင်တော့မှရန်ကုန်နေပြည်တော်မန္တလေးပေါ့ဒီ၃နေရာလောက်ပဲလှုပ်လို့ရအလုံးစုံတလောက်ပဲလှုပ်လို့ရမယ်အဲ့ခါကျရင်ရေကောက်ပွဲမလှုပ်ဖြစ်တဲ့ဒေသတွေနဲ့ရေကောက်ပွဲလှုပ်ပြီးသားဒေသတွေကြားထဲမှာပြည်ရောဒီတွေဖြစ်စရာအများကြီးရှိတယ်ပေါ့နော်သူ့အနေနဲ့နိုင်ငံတစ်ခုလုံးကိုနှိုင်းချုံပြီးလောက်တာမဟုတ်ဘူးလူတို့ရဲ့စံတရရလောက်တာမဟုတ်ဘူးဆိုတဲ့ခါကျတော့ ဘယ်နှစ်ဖက်ကြားထဲမှာပို့ပြီးတော့မှပဋိပက္ခဖြစ်စီတာမျိုးပဲပေါ်ပေါက်လိုက်မယ်လို့ကျွန်တော်ယူဆပါတယ်စစ်ကောင်စီဟာရွေးကောက်ပွဲလုပ်မယ်လို့2022ခုနှစ်ဩဂုတ်လကတည်းကအကြိမ်ကြိမ်ပြောခဲ့ပေမဲ့လက်တွေ့မှာအကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ဦးဆိုင်လိပ်ကပြောပါတယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေယုံကြည်မှာမဟုတ်ဘူးလို့နိုင်ငံရေးလေလာသူဦးတန်းစိုးနိုင်ကသုံးသပ်ပါတယ်ပြည်သူလူတွေကတော့ဆန္ဒမဲ့ပွဲကိုပေါ်အောင်မယ်လို့မယုံကြည်ကြပါဘူး 不管怎么干嘛，现在人家忙点都睡觉了嘛。啊，我平常你不要有啥没晓得嘛？哎喽，平常你都经常比阿比尼啊，天冷热下，闹都闹来。哎喽，哎来你如果不吃饱没事做，就是用运气吧。嗯，所以你吃饱嘞啊，光吃饱了就讲不清，就是有啥过来吃。 ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ဟာရွေးကောက်ပွဲကျင်းပနိုင်မဲ့အချိန်ကိုတွက်ချက်ပြီးပြောတာဖြစ်နိုင်တယ်လို့ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူဦးလာသိန်းက RFA ကိုပြောပါရယ်။အဲတော့အန်ဂယ်ရိုပါတီအနေနဲ့ဆိုရင်လည်းပြည်စင်ကြီးပို့ရတာပေါ့နော်။တခြားနိုင်ငံရေးပါတီလည်းပြည်စင်ကြီးပို့ရတာပေါ့။အဲ့ဒီချင်းအဲ့ဒီကြားထဲမှာကော်မရှင်ကလည်းသူထုတ်ပြန်သိတဲ့ဥပဒေတွေနည်းဥပဒေတွေထပ်တိုးဖို့လိုတဲ့ဟာတွေရှင်းရှင်းမှာပေါ့။အဲ့ဒါတွေအတွက်အကုန်လုံးတွက်ချက်ပြီးတော့မှဒါဗိုလ်ချုပ်မှုကြီးကပြောတယ်လို့ပဲအန်ဂယ်ရိုကလူကြီးဆက်ပါတယ်။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်လိမ့်မယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ CWC ဗဟိုအလုပ်ကော်မတီဝင်ဦးထွန်းမြင့်က RF ကိုပြောပါရတယ်။အခုမှဒါဟိုကျွန်တော်တို့ NLD မပြောနဲ့တဲ့ဒီဒီပြားမြတ်တာမှုကိုဒူလာတဲ့ဒီဒီတူတယောက်ကမှလက်ခံမှာမဟုတ်ပါဘူး။ပါတီကိုကိုစားပြုပြီးဒီဒီတူတယောက်မှဒီရွေးကောက်ပွဲကိုဝင်ရောက်ရှင်နေဖို့မရှိပါဘူး။ရှင်းပြောတော့ဒီရွေးကောက်ပွဲ ဒါအတူရောရေကောက်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟိုပြည်ပြည်အားလုံးသိရှိသားကြည့်ကြစစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေပေမဲ့လက်ရှိမှာတော့နိုင်ငံရဲ့နေမြေတဝက်ကျော်ကိုလက်လွတ်ဆုံးရှုံးထားရသလိုခုခံတော်လှန်မှုတွေလည်းဆက်ပြီးတော့ရင်ဆိုင်နေရပါတယ်။တပြိုင်နက်တည်းမှာပဲ2021ခုနှစ်အာနာသိန်းကလေးကအေးဘော်ကာလတက်တန်းတိုးနေတာဟာခုနှစ်ကြိမ်ရှိပြီဖြစ်ပါတယ်ရှင်။